မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်တပ်အမတ်အန်တီမိုနိုဝါဟော့စင်ကိုဒါကာကိုချက်ချင်းပြန်လာဖို့ဘင်္ဂလားဒေ့ရှ်အစိုးရကအမိန့်ထုတ်ပြန်ခဲ့ကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသား၏ဝင်ကြီးဌာနကမေ29ရက်ကအတည်ပြုခဲ့တယ်လို့ Bangla News 24မှာသတင်းဖော်ပြထားပါတယ်။ဟော့စင်ဟာ2023ခုနှစ်ခရဲကနေပြည်တော်မှာဘင်္ဂလားဒေ့ရှ်တပ်အမတ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ကြားတန်တမန်ရေးရာတင်းမာမှုညှင်းတက်ခဲ့ပြီးတဲ့နောက်သူ့ကိုမြန်မာနိုင်ငံကနေထွက်ခွာဖို့ညွှန်ကြားခံခဲ့ရတာဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်မီဒီယာတစ်ခုဖြစ်တဲ့ Bangladesh News 24မှာဖော်ပြထားပါတယ်။တန်တမန်ရေးရာတင်းအရင်းမြစ်တွေရဲ့အဆိုအရမြန်မာနိုင်ငံရဲ့ရခိုင်ပြည်နယ်မှာလှုပ်ရှားနေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ AA နဲ့ဘင်္ဂလားဒေ့ရှ်အရာရှိတွေကြားထိတွေ့ဆက်ဆံမှုတွေရှိနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေမှုနဲ့ပတ်သက်ပြီးမြန်မာတပ်မတော်ရဲ့စန့်ကျင်ကန့်ကွက်မှုအပြီးမှာအခုလိုလှုံ့ဆော်နေတာဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတ ယ်။ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခါလီလာရော်မန်က AA နဲ့ဆက်သွယ်မှုတွေရှိခဲ့ကြောင်းကိုလူသိရှင်ကြားဝန်ခံခဲ့ပြီးတဲ့နောက်ဒီကိစ္စပေါ်ပေါက်လာတာဖြစ်တယ်လို့သတင်းကဆိုပါရယ်။